အများသောဗိုလ်ထိုင်အိမ်နာတွေကနေပြီးတော့လင်ကတ်တဆင်ကုဆက်ယောဂါတွေရာကုနိုင်သလား shopping mall တို့စားတောက်ဆိုင်တို့သွားလို့ပေါ့နော်အိမ်နာတက်ကြလို့ရှိရင်ဘလူမြတ်တက်ကြလဲတင်မားနဲ့အိမ်နာနဲ့မထီအောင်ကြွပြီးတော့တက်ကြရဟုတ်မြမထိုင်အိမ်သာဆိုလို့ရှိရင်ပြဿနာမရှိပြင်မယ်ဗိုလ်ထိုင်ဆိုလို့ရှိရင်တော့မထီအောင်ကြိုးစားပြီးတော့တက်ကြပါတယ် အကြောင်းကတော့ယောဂကုမကြောက်လို့ပါတယ်နော်အထူးသဖြင့်တော့လင်္ကာတဆင့်ကုဆက်တတ်တဲ့ယောဂရေပေါ့နော်တကယ်ပဲအများသောကိုထိုင်အင်နာတွေကနေပြီးတော့လင်္ကာတဆင့်ကုဆက်ယောဂတွေရောကုနိုင်သလားလင်္ကာတဆင့်ကုဆက်ယောဂတွေကအင်နာမှာရှိနေနိုင်သလားလူအများစိုးရင်ကြတာကတော့ကိုထိုင်မဲ့အင်နာကွက်မှာယောဂပိုးတွေရှိနေမှာကိုပါပဲပိုးဆိုတာမျက်စိနဲ့လည်းမမြင်ရဘူးလေ ။နေရတဆစ်ကူးစက်ယောဂတွေထဲမှာဆိုရင်ဘက်တီးရီးယားတွေဖြစ်တဲ့ဆစ်ဗလစ်တို့၊ဂနိုစည်းဘူးညောင်ကြားတို့၊ကလိုင်မဲရီးယားတို့ရှိသလိုဗိုင်းရပ်တွေဖြစ်တဲ့ HIV, ပီဘို၊လေယင်ကန်ကျွတ်နို့ဘို၊ရေယုံ၊ကပ်ပါးဘိုးတွေဖြစ်တဲ့ထရန်ကိုမိုနီယေးစေစတာတွေရှိပါတယ်။အများသောကိုထိုင်အင်နာတွေကနေလင်ကတဆယ်ကူးဆက်ယောဂါတွေကူးနိုင်သလားပိုးတွေရှိနိုင်နေဆိုတော့ယောဂါရောရှိနိုင်သလား သီအိုရီရဖြစ်နိုင်ခြင်းရှိပေမဲ့လက်တွေ့မှာတော့မကိုးပါဘူး။ဘာကြောင့်လဲဆိုတော့ပိုးတွေက ခန္ဓာကိုယ်ပြင်ပမှာအကြကြီးမနေနိုင်ပါဘူး။ကက်ပါပိုးကဗတ္တိယပိုးနဲ့ဗားရက်ထက်နည်းနည်းပိုကြကြရှင်နိုင်နေဆိုပေမဲ့ဒါကလည်းအကြကြီးမဟုတ်ပါဘူး။ဒါကြောင့်အိနာအိုးမှာပေခဲ့တယ်ဆိုရင်တော့ခဏနေသေးသွားပါပြီ။အိနာမှာလူများနေလို့ရှေ့လူထွက်တာနဲ့တန်းဝင်လိုက်တာရှေ့ကလူမှာပိုးရှိနေရောအဲ့လိုဆိုရင်တော့ရှေ့ကလူထိုင်သွားတဲ့နေရာ တိတိကျပြောရရင် သူ့ရဲ့လင်းရင်ကထိတဲ့နေရာမှာ ကိုကကွက်တိထိုင်မိမှာပါအိမ်နာမှာထိုင်တဲ့အခါအများစုက တင်မနဲ့ပဲထိုင်နေပြီးတော့လေရင်ကာကလွတ်နေတတ်ပါတယ်။ HIV လို့သွေးကတဆင့်ကူးနိုင်တဲ့ရောဂါတွေဆိုရင် ကိုယ်တင်မနဲ့လေရင်ကာတဝိုက်မှာရောဂါပိုကူးနိုင်လောက်အောင် ကြီးကြီးမားမားထိခိုက်တဲ့ရဖြစ်ဖြစ်ခြိတာမှာကူးမှာဖြစ်ပါတယ်။ဒါကြောင့်လက်တွေ့မှာကူးနိုင်ခြင်းအင်မတန်နည်းပါတယ်။ လင်ငါတဆယ်90ယောဂါတွေမကူဘူးဆိုတော့ဘလို့ယောဂါတွေကူးနိုင်တယ်လဲလင်ငါတဆယ်90ယောဂါတွေကူးနိုင်ခြင်းနဲ့တဲ့ဆိုပြီးတော့စိတ်ချထားလို့တော့မရပါဘူးအိန္ဒာဆိုတာပိုးပေါင်းစုံတဲ့နေရာတခုမဟုတ်လားတခြားပိုးတွေအများကြီးကြံမာသေးတယ်အိန္ဒာကနေပြီးတော့ယောဂါကူတာကအိန္ဒာထိုင်ကုန်မှာထိုင်လို့ဆိုတာတဲ့အဓိကတရားကံကလက်ပါလက်ကနေပြီးတော့ကူတာများပါတယ် လက်နဲ့အိနာတကားတွေရေပိုက်တွေလက်ရန်တွေဘေးစင်တွေကိုကြိုက်မယ်ဆိုရင်ပိုးတွေကပ်ပါလာနိုင်ပါတယ်။ဒါကြောင့်အိနာကထွက်လာရင်လက်စည်းဖို့ပြောတာပါ။လက်မစည်းရင်ဒီယောဂပိုးတွေကကိုယ်ထဲကိုအလွယ်တကူဝင်လာနိုင်ပါတယ်။အိနာကနေပါလာတတ်တဲ့ပိုးတွေကတော့ထက်လန့်အောင်လျှော်ဖြစ်စေတဲ့ဗိုင်းရပ်စ်တွေဥလန်းကြောင့်မှရှိတဲ့ဘက်တီးရီးယားတွေဖြစ်တဲ့ E. coli တို့ Salmonella တို့ဓာတ်တွေလည်းကူးနိုင်ပါတယ်။ တုတ်ကွေးတို့အေးမိဗိုင်းရပ်စ်တို့ကတော့အိမ်သာမှာလူများတဲ့အခါအချင်းချင်းနှာစည်းချောက်ဆူရာကနေပြီးတော့ကူးနိုင်ပါတယ်။အများသောကိုယ်ထန်အိမ်နာကနေယောဂမကူးစေဘူး။လင်ကန်းတက်စင်ကူးဆက်တက်တဲ့ယောဂတွေကူးနိုင်ခြေကမရှိသလောက်ပဲဆိုတာသိသွားပြီဆိုတော့နောက်တစ်ခါအိမ်နာဝင်လို့ရှိရင်စိတ်ချလက်ချထိုင်လို့ရပါပြီ။တင်မားမှာထိခိုက်ဒဏ်ရာတွေရှိနေရင်တော့တတိထားပါတော့။ သူများထိုင်နေတာကြောင့်မတတိဘူးအညစ်အကြေးတွေပေးနေမှာဆိုရင်လည်းဆိုရင်တော့ကိုထိုင်မဲ့နေရာကိုတ िश ူးနဲ့တုပ်ပါဒါမှမဟုတ်ရေနဲ့ဆေးပါဒါမှမဟုတ်တ िश ူးခင်းပြီးမှထိုင်ပါအိမ်သာရေဆွဲချမယ်ဆိုရင်အဖုံးအုပ်ပြီးတော့ရေဆွဲချပါအိမ်နာကအထွက်မှာလက်ဆေးပါအိမ်နာထဲမှာအကြကြီးမနေပါနဲ့အိမ်နာထဲမှာဖုံးသုံးတာဖုံးကိုဟိုနားတီနာချတာမလုပ်ပါနဲ့ ိုးတွေဖုံးမှကပ်ပြီးတော့ပါသွားနိုင်ပါတယ်။ဒီလောက်ဆိုရင်အိန္ဒာက နေကုမဲ့ယောဂဘူတွေကိုကာကွယ်နိုင်မှာပြီလို့ပြောရင်းနဲ့ပဲကျမရဲ့ဘူလေးကိုအဆုံးသတ်လိုက်ပါရှင်။အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။